တငယ်ချင်းရဲ့မိမတည်းမကြောင့်တေးပါထွက်ကြခဲ့ရတဲ့စပင်းစတိုင်အလန်းစားရီနဲ့စပင်းကြီးလေးယောက်ဇကားရဲ့အဖွဲ့မှာတော့ငမောရဲ့မိမဖြစ်သူနုနုစိန်ကကလေးမွေးချင်နေခဲ့ပါတယ်။တေးကြတဲ့တိုင်းဒီောက်ထဲမွေးလို့အဆင်မပြေတာကြောင့်အကူအညီရဖို့ဟော်နေခဲ့ပါတယ်။ပြောက်ကြနမီကတော့အဓိကပေါ့ဗျာ။နောက်တစ်ခါမှာတော့တာကြီးပေါက်ကြီးအေးမြင့်နဲ့ရှင်တန်တို့စစ်သားတစ်တိုက်ဟာဝင်းကားရီကြီးချက်ခံနေရတဲ့အတွက်ရှိရှိသမျှကိုအပြစ်တင်နေကြပါတယ်။စစ်ပွဲကဆက်ဖြစ်နေပြီးတော့သူတို့တွေကလည်းတေးဖို့ကြိုတင်စီရင်ပေးထားပြီးသားဖြစ်နေခဲ့ပါတယ်။ ဲချိန်မှာပဲစေးတက်သားတွေကသူတို့ဘော်ရာကြီးငမော့ကိုတဲလာပါတယ်။သူ့ကိုဒိုင်ယာရီနဲ့ရှာတွေ့ခဲ့ကြတာပါ။ငမော့ကအုံငွေရင်နဲ့သူမိန်းမကအိမ်မှာစူဘိုးခွဲဖို့အစဉ်သင့်ဖြစ်နေတော့ပြီလို့လည်းပြောပါတယ်။အဲဒီချိန်မှာဗိတ်ဒိစီယာပေါကြီးကသူ့တင်ရခြင်းငမော့အားတက်စေဖို့အတွက်ကိုရိုင်းတူးဆက်2021စာအုပ်ထဲကစာကြောင်းတွေကောက်ရုပ်ပြနေရမှုဒါကြီးကလည်းဂျားကနေဖြတ်ပြီးတော့2021ကဘာတွေဖြစ်ကုန်တာလဲမင်းတီလာငါကောင်းဆိုပြီးတော့အကြဖြတ်ဟန်တားလိုက်ပါတယ် ဲနောက်မှာပေါကြီးကဓာကြီးမြောက်ပြီးတော့ရဲဘော်တို့ဒီဓာတွေကိုပဲတော်နဲ့သွားလဲစားကြမယ်ဆိုပြီးတော့အားပေးလိုက်တာမှာဗိုက်ဆာနေတဲ့သူ့ကောင်တွေလည်းဟေးဆိုပြီးအော်ရင်းနဲ့သူ့နောက်ကနေပြေးလိုက်ကြပါတယ်။ဒါမဲ့သူတို့ဓာတွေကိုမကြိုက်တဲ့ဘဲလော်ကုံတွေတွေကတနက်ပြင်းနဲ့စီးကြုံနေတာမှာပဲလော်မစားရသေးခင်မှာပဲမာလကီယာကုံကြပါတယ်။ဒီတော့ဓာနဲ့လဲစားမဲ့သူတို့ရဲ့အစီအစဉ်လည်းပြတ်သွားခဲ့ပြီးတော့ပေါ်ရာ9ယောက်သားလည်းဆက်သွေးတူမြောင်းနဲ့မှာဖင်ဝဲဆွဲအောင်ထိုင်နေလိုက်ရပါတယ်။ ဲဒီချိန်မှာဘဲသေးစရာပေါကြီးကလည်းရဲဘော်တို့ငါတို့တွေထိုင်းနေလို့တော့ဘာမှထူးလာမှာမဟုတ်ဘူးအိတ်ကြစို့လို့ပြောရမှာငမော့ကတားပြီးတော့ငါကောင်တို့ယောက်ျားတို့ရဲ့နှလုံးသားဟာတေကာမှရှော့ရတယ်ဆိုပြီးတော့သူ့ရဲ့ဘော်ဒါတွေကိုစစ်ပွဲအလဲကနေခေါ်သွားရမှာကန်ဆော့ပြီးတော့လွတ်သွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ကလေးမွေးပြီးဖြစ်တဲ့နုနုစိန်ကသူ့ကလေးကိုခြေထားရင်းကနေလာပါတော့ခါခါကြော့မျောဖို့လေးနိုင်ဆိုပြီးတော့ငမော့ကိုတနေခဲ့ပါတယ်အဲ့ဒီလိုလိုင်းထိတ်ခေါ်တဲ့နုနုစိန်ကို မြင်မိပြီးတော့ရွာတဲ့ကအိမ်တွေကလည်းတကားတွေတကြောင်းကြောင်းနဲ့ပိတ်ကုန်ကြပါလေ တို့ကနုနုစိန်ကိုတည်မှတယောက်လို့ထင်နေကြလို့ပါနောက်ကမှတော့ငမောနဲ့သူ့ရဲ့စစ်ပြန်မသေးလို့ကံကောင်းတွေဟာရေကစင်းထဲမှာကလာကားကြည့်နေကြပါတယ်တို့ကငမောတို့အိမ်ကိုသွားနေကြတာပါတို့ရွာကိုရောက်တဲ့ချိန်မှာတော့လူတွေဘယ်သူမှရှိမနေတာကိုရုတ်တရက်မြင်လိုက်ရတဲ့အတွက် surprise နဲ့ခရမ်းပြရောပြီးတော့အားအသင့်ကုန်ကြပါတယ်နောက်ဆုံးမှာတော့ငမောတို့အိမ်ကိုရောက်လာခဲ့ပြီးတော့ငမောကသူ့ရဲ့လိုက်ထိတ်ခေါက်တဲ့နုနုစိန်ကိုနင်းအမြန်ကြိုလင့်တော့ဒီလူလွမ်းနဲ့ပြေးလာပြီဆိုပြီးတော့အော်ခေါ်လိုက်ပါတယ် မမောအင်းနဲ့ဝင်လိုက်ချိန်မှာပဲသူမိမကနောက်ကနေပေါ်လာတဲ့အတွက်အတိုးချပြီးတော့တယောက်ကိုတယောက်ညှစ်ကြပါလေပြီးတော့ဘသူလန်းကပုံများလဲဆိုတာကိုချိန်ဝင်နဲ့ထည့်ချိန်ကြည့်ကြပါလေအိုင်းနောင်ကမောကကလေးချောင်းပြီးတော့လဲနုနုစိန်ကကလေးကိုပြလိုက်တာမှာငမောကပလင်းနဲ့မာပြီးတော့ကလေးကိုကောက်မို့အော်မဟုတ်ပါဘူးကောက်ချီလိုက်ရင်နဲ့သူသားလေးနံမီကိုတီးသူတို့မှတုတ်ကြီးလို့ပေးလိုက်ပါလေဒီတော့မှာတော့ငမောကသူ့ရဲ့စစ်ပြန်မသေးလို့ကံကောင်းပေါ်တာတွေကိုသူ့မိမနဲ့မိတ်ဆက်ပေးလိုက်ပါလေ ဒီကမှာစစ်သားကြီးလျှောက်ကလည်းပြန်မှုညံ့နေနေပြီမို့ဒီတင်ကတော့ဒီမှာကောင်းချပေးရစီပြောကြတာမှာငမောကလည်းငါကောင်တို့ဒီလူနဲ့ဒီလူပြောစရာမလိုဘူးစစ်ပြီးမှပဲပြန်ကြတော့ရွာထဲမှာအိမ်တွေလွတ်နေတယ်ကြိုက်တဲ့အိမ်ကိုတက်နေလို့ပြောလိုက်တဲ့အတွက်မတည်လို့စစ်ပြန်လာတဲ့ဂန်ကောင်းကြီးတွေလည်းဝမ်းသာလုံးပြီးရှိသမျှအပေါက်တွေကလည်းအကုန်လုံးစုကုန်ကြပါတယ်ပြီးတော့ငမောကမျက်နှာချင်းဆိုင်ကဒေသွားပြီးဖြစ်တဲ့သူ့တော်ရဲ့အိမ်ကိုသွားနေဖို့ပြောလိုက်ပါတယ်အဲကမှာတတိကဲစစ်သားကြီးဖြစ်တဲ့ရှင်သင်ကကြောက်နေတဲ့အတွက်သူ့တော်ကတည်မချောက်ပါဘူးနော်လို့ငိုတန်ကြီးနဲ့ပြောနေခဲ့ပါတယ် ညနေလာတော့ငမောနဲ့နုနုစိန်တို့ပြန်လဲတွေ့ဆုံခြင်းအခမ်းအနားအတွက်လှုပ်ရှားရှိတာတွေလုပ်နေကြပါတယ်။ငမောကနောက်တစ်ခါပဲတော့မှထွမသွားတော့ပါဘူးလို့ဂရီးထက်ထက်ပြီးနေတော့နုနုစိန်ကလည်းနှစ်ချီရောမြေ့ပါထွေရင်နဲ့ဝမ်းသာနေခဲ့ပါတယ်။နောက်တစ်ခါကျတော့နုနုစိန်ကကလေးကိုသိမ့်လိုက်ပြီးတော့ဇကားကဒီနေရာမှာဆက်မပါတော့တဲ့အတွက်နောက်မနေ့ရောက်သွားခဲ့ပါတယ်။နောက်မနေ့မှာတော့ရှင်တန်တယောက်အပွဲထဲမှာအူဆုံးနိုးလာပြီးတော့ကြီးကြီးကြားကြားမြည်နေတဲ့ငှက်ကလေးတွေကိုကစားနေပါတယ်။အဲဒီတော့ငမောကသူ့စီကိုရောက်လာတယ် အဲ့တော့သူတို့9ယောက်ပေါင်းလောင်းကျော်တွေဟာစေသားအလောင်းတွေကိုသူတို့မိသားစုတို့စီကိုတဲလာတဲ့လှေတစင်းကိုတွေးလိုက်ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူတို့တွေဟာဈေးသွားဝယ်ကြပါတယ်။ဒါမဲ့ငမော့ကိုမြင်ပြီးတော့ဘသူကမှဈေးမယောင်ကြတော့ပါဘူး။ဒါကြောင့်မို့အဖက်မစားရလဲအရေးပဲတောက်တာပေါ့ဆိုပြီးတော့အရက်ဆိုင်ကိုတွားကြပါတယ်။အဲ့ဒီမှာအရက်ဆိုင်ပန်းရှင်တတိမကငမော့ရဲ့မိမနဲ့ကလေးချောင်းကိုတတိပေးဖို့ကြိုးစားရပါ။တတိမရဲ့သားငပိန်ကသူ့မိကိုဆွဲယူပြီးတော့အတွင်းထဲကိုခေါ်သွားခဲ့ပါတယ်။ ။ငါးယောက်ပေါင်းလောင်းကျော်တွေကလည်းစိတ်ရှုပ်ထွေးပြီးတော့ဟာဘာတွေဖြစ်ရတာတုန်းလို့မျက်နာတွေမဲ့ကရွက်ကနဲ့မေးကုန်ကြပါလေ။အဲဒီတော့ရှင်သန်ကနူးနူးစင်ကိုလမ်းနှုတ်ဆက်ပေးမဲ့လဲကြောက်စရာကောင်းတဲ့ပုံစံနဲ့သူ့ကိုကြည့်နေတဲ့အတွက်စိတ်ထဲတမျိုးဖြစ်သွားခဲ့ပါလေ။ညာရောက်တော့တောင်းနေကြတော့မှနူးနူးစင်ဟာတည်မှဖြစ်မယ်လို့ရှင်သန်ကပြောတော့လေအခြားသုံးယောက်ကငါကောင်ကတော့နောက်ပြီးဆိုပြီးတော့ရေကြပါလေတောင်းနေရင်လည်းပလင်းကန်းသွားတဲ့ခါမှာတော့ရှင်သန်ကိုငမောတို့အိမ်စီကိုအရက်သွားဖြည့်ပြီးလွတ်လိုက်ပါလေဒါမဲ့ရှင်သန်ကအတူရမ်းကြောက်နေလို့ပါလို့ပြောပါလေ ဒါမဲ့အကုန်လုံးကလည်းသူ့ကိုပဲသွားယူခိုင်းတာကြောင့်သူလည်းကြောက်ကြောက်နေပဲတန်ဖို့တွေနောက်ပြန်ယူရင်းနဲ့ထွက်လာခဲ့ရပါတယ်။ကမောင်ကြီးကိုရောက်တော့နုနုစိန်နဲ့တန်းတိုးတော့တာပေါ့။နုနုစိန်ကလည်းမပူပါနဲ့စောင်းတွင်ရောက်တော့မှာပါဆိုပြီးတော့အတွင်းဝင်မှုပြောပါတယ်။အဲဒီချိန်မှာပဲမတ်တက်ရက်နေတဲ့နုနုစိန်ရဲ့ခေပေါက်ကနေတွေးတွေစီးကြနေတာကိုမြင်လိုက်ရတဲ့အတွက်ရှင်တန်ကလက်អော်ရင်းနဲ့သူ့ပေါ်တာတွေနားမှာပဲနိုးလာခဲ့ပါတယ်။ဒါကတော့သူကအိမ်မက်မက်နေတာပါ။အဲ့ဒါပြီးတော့တကယ်ပဲသူ့ကိုအရေးပြေဖို့ငမော့အိမ်ကိုသွားခိုင်းလိုက်ပါတယ်။ အဲ့ဒါမှပဲရှင်သန်ကအုံထိတ်မှဖေးကခါမှဂလုံးဆိုပြီးတော့ငမောတို့အိမ်လေကားပေါ်ကိုရောက်လာပါလေ။ဒါမဲ့သူတက်နေတော့မှပဲလေကားကကြိုးကျသွားခဲ့ပါလေ။အိမ်ဝင်ပေါက်ကိုရောက်တော့ဒူးစန်းတာတွေမြင်လိုက်ရတဲ့အတွက်ကြောက်ကြောက်လန့်လန့်နဲ့ပဲတက်ခေါက်ပြီးတော့ပြန်ပြေးလာရပါလေ။သူ့ပရာရီကတော့မူလဲမူယူလဲယူတယ်ဆိုတော့ဘာမှမကောင်းတဲ့ကိုကြီးကျော်တွေဖြစ်ပြီးတော့ပျော်နေကြပါလေ။ရှင်သန်ကသူမြင်ခဲ့တာတွေကိုရှင်းပြရင်းနဲ့နုနုစိန်ကတကယ်တည်းမကြီးဟာလို့ပြောပါလေ။ ဒါမဲ့အမှုလွန်ပြီးအလွန်မူးနေတဲ့သူ့ပေါ်တာတွေကတော့တဟီးတဟားနဲ့ငပြီးကြီးသွားကွာဆိုပြီးတော့လှုပ်ပြစ်လိုက်ကြပါတယ်။နောက်မှာတော့ငမော့ကကျိုးသွားတဲ့လေကားကိုသူ့ပေါ်တာတွေနဲ့အတူစကားတပြောပြောနဲ့ပြင်နေပါတယ်။အဲဒီအချိန်မှာတာကြီးကပစိန်ယူဖို့ဆိုပြီးတော့အပေါ်တက်တက်သွားခဲ့ပါတယ်။ဝေရောက်တဲ့အခါမှာတော့ဆုံးပြစ်ထားတဲ့အိမ်ကအဆုပ်ပြတ်တွေနဲ့ပေပွားညစ်ပတ်နေတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်မို့ပေါင်ကြားကနေနောက်ပြန်ကြည့်ပြီးတော့ရှင်သန်ပြောသလိုမျိုးနူးနူးစိန်ကတည်ရဲမလားဆိုတာကြည့်လိုက်ပါတယ်။ဒါမဲ့လည်းဘာမှမဖြစ်လာခဲ့ပါဘူး။ ဒါကြောင့်မို့တာကြီးကရှင်နံကိုမင်းပေါက်တက်ကြရီပြောနေတာတော်လိုက်တော့ငါကောင်းဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်ပါတယ်။အဲဒီတော့ဂျုံတခုကိုရှင်နေတော့မှာပဲတာကြီးတယောက်မြုပ်ထားတဲ့ body တခုကိုရှာတွေ့ပြီးတော့ကြောက်သွားခဲ့ပါတယ်။ဒါကြောင့်မို့သူ့ဘော်ဒါရီစီကိုပြေးသွားခဲ့ပါတယ်။ချင်းချင်းတော့သူကပြေးလာရင်လည်းပြောင်းအောင်တုံးကိုဝင်တိုက်မိပြီးတော့ပြားတုတ်ခံရကမျက်နှာတစ်ခုလုံးလည်းဘဲဥတွေထနေပါတယ်။သူဘော်ဒါရီကိုလည်းသူမြင်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြနေပေမဲ့ပြားတုတ်ခံထားရတဲ့သူပါဇက်ကစကားကိုတော့ပြပြတတ်တာမပြောနိုင်တော့ပါဘူး အဲဒီအချိန်မှာပဲတာကြီးကသူမြင်ခဲ့တဲ့ body မှာဝတ်ထားတဲ့လက်စွပ်နဲ့တူတဲ့လက်စွပ်ကိုနူးနူးစိန်ဝတ်ထားတာကိုတွေ့သွားခဲ့ပါတယ်။ဒါကြောင့်နူးနူးစိန်ကတရားမတယောက်ဆိုတာကိုတာကြီးကလည်းပြောပါတော့တယ်။ဒါမဲ့သူ့ရဲ့ပြတ်တုတ်ခံထားရတဲ့မင်္ဂလာနှုတ်တော်ကြီးတွေကထွက်လာတဲ့သူ့တန်ကိုသူ့ဘုရားတွေကမကြားနိုင်သေးပါဘူး။အဲနောက်မှာတော့သူတို့နားကိုနူးနူးစိန်ရောက်လာပြီးတော့တာကြီးမျက်နှာကဘဲဥတွေကဘယ်တော့ကဝင်ဥသွားတာလဲလို့မေးပါတော့တယ်။ပြီးတော့တာကြီးမျက်နှာကိုလည်းအလပြင်းစင်ပေးဖို့အတွက်ဆေးဘက်ဝင်အပင်တချို့သွားယူပါတယ်။ အဲ့ဒါပြီးတော့ဒါကြီးကဇာယောတစ်ခုပေါ်မှာနူရုစိန်ကတည်မဖြစ်ကြောင်းစာရေးပြီးတော့သူ့ဘော်ဒါတွေကိုပြဖို့လုပ်ပါတယ်။ဒါမဲ့ဒီစာကိုငမောကလည်းမြင်သွားခဲ့ပါတယ်။အဲ့တော့ဆက်ပြန်မတီလို့ကံကောင်းကြီး၄ယောက်ဟာလည်းသူတို့အခန်းစီကိုပြန်ပြီးတော့ပါရာလေးတွေကိုထုတ်ပို့လို့ဒီကနေဝဝေးပြဖို့လုပ်ကြပါတယ်။အဲ့တော့ငမောကအခန်းထဲဝင်သွားပြီးတော့နူရုစိန်ကိုဘာတွေဖြစ်ခဲ့လဲဆိုတာကိုဘာလို့မပြောရတာလဲဆိုပြီးတော့အရန်သွားထောင်ပါတယ်။အချိန်နှဲငယ်ကြာမှာတော့အိမ်ထဲမှာငမောနဲ့နူရုစိန်တို့ကတယောက်ကိုတယောက်ကောင်းချင်းပေါင်းထုတ်နေကြတာလေးကိုနှစ်ယောက်သားမြင်လိုက်ရပါတယ်။ အဲနောက်တော့သူတို့လေးယောက်ဟာဓာကြီးရေးထားတဲ့ဇာရွက်ကိုပြန်ကြည့်လိုက်တော့ဇာကနုနုဆိုင်ဟာတည်ရမဟုတ်ဘူးလို့ပြောနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့ဓာကြီးကလည်းသူ့ပြတာတွေကိုထွက်မသွားကြတော့ဖို့တောင်းဆိုလိုက်ပါတယ်။ရန်ရောက်လာတော့ဓာကြီးနဲ့ရှင်သန်တို့ကငမော့စီကိုသွားပြီးတော့သူမင်းမကတည်ရမကြီးပဲငှက်ကောင်းလို့ပြောဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီချိန်တော်တွင်းမှာပဲရက်ဆိုင်ပါရှင်တထေးမသားငပိန်ကပေါကြီးတို့စီရောက်လာပြီးတော့နုနုဆိုင်ကသူ့မိကိုတတ်လိုက်ကြောင်းသူ့မိကနုနုဆိုင်ဟာတည်ရမဖြစ်ကြောင်းတတိပေးဖို့စူးစမ်းခဲ့တာကြောင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ တာကြီးနဲ့ရှင်သန်တို့ကငမော့ကိုသူမိမအကြောင်းပြောပြဖို့ပြင်နေတော့မှာပဲပေါက်ကြီးတို့ရောက်လာပြီးတော့ငပိန်လာပြောသွားတာကိုတတိပေးလိုက်ပါတယ်အဲဒီနောက်နုနုစိန်ကတိရောက်ကြငမော့ကိုဘော်ဒါရီကိုညစာစားဖို့အတွင်းထဲကိုဖိတ်ခိုင်းလိုက်ပါတယ်သမီးစွဲပေါ်မှာတော့သူတို့အဖွဲ့တွေအတွက်နုနုစိန်ရဲ့အထူးလက်ရာဖြစ်တဲ့တီကောင်စင်ကောအမိုက်တုံးနဲ့အခြား green mage ကြီးအားဟင်းလျာတွေကိုတွေ့နေရပါတယ်ငမော့ကတော့သူသားတီတီတုဒ္ဓမတုံကြီးကိုညစာစားနေတဲ့သူ့ဘော်ဒါရီနဲ့အတူစော့ဖို့အပြင်ခေါ်လာခဲ့ပါတယ်ဒီနောက်မှာတော့သူတို့ဖွဲ့ရလဲစကတာဝက်တန်းကစားကြပါတယ် ကမ္ဘောမန်းလိုက်တဲ့ဇဂရာတိုင်းကလည်းမားနေခဲ့ပါတယ်။ဒီနေ့ကျတော့ဂိမ်းထဲမှာတရဲကိုခံမှန်းရမယ့်ကိစ္စပါလာတဲ့အခါမှာကြောက်ပြီးတော့လေးယောက်သာသူတို့ခံဘက်ကိုပြေးကြပါတယ်။ကျောင်းလန်ရာနဲ့ရေထဲဆင်းပေးကြတဲ့သူတို့လေးယောက်ကိုနုနုစိန်ကပေါ်စည်းကနေကြည်င်းနဲ့ကိုလိုကိုလှုပ်ကြဖို့တတိပေးလိုက်ပါတယ်။လေယောက်သားအိမ်မေရောက်တော့လည်းဘလို့စဉ်းစားစဉ်းစားနုနုစိန်ကသူတို့ကိုတတ်လိုက်မယ်လို့တွေးမိသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပြီးတော့ငမောကခန်းထဲဝင်လာပါတယ်။ပြီးတော့သူမိမကိုတည်ရဲမလို့ဆွဆွဲနေကြတဲ့ရွာသားတွေလိုပဲ မင်းတို့တွေကလည်းဘာမှမထူးဘူးလို့သူ့ဘူတာတွေကိုစူနေခဲ့ပါတယ်။ပြီးတော့ငပိန်ကကောလာဟာလာတွေကိုဖြန့်နေတဲ့ရွာသားတွေကတယောက်ဖြစ်ကြောင်းငမော့ကဆက်ပြောပါတယ်။ဘာလို့ဆိုရင်ငမော့စစ်သေးရောက်နေတော့ကငပိန်ကနုနုစင်ကိုမြောင်းမှထားဖို့မြူဆွဲပေမဲ့လေနုနုစင်ကငင်းခဲ့လို့ပဲဖြစ်ပါတယ်။အဲဒီနောက်ငမော့ကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားပါတယ်။ပတိလို့စစ်ပြန်ကံကောင်းကြီးလေးယောက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေးလေးလေးနဲ့ဖြစ်အောင်ပင်လယ်ထဲခုံချပြီးတော့စဉ်းစားဆုံးဖြတ်ရပါတယ်။ အင်းညမှာပဲငမောနယ်နူးလူစိန်တို့ကတီးသူရုမဒုတ်ကြီးကိုအိမ်မှာတယောက်တည်းပြစ်ထားခဲ့ပြီးတော့ရွာလေကိုသွားပြီးတော့ကဲကြပါတယ်။ဒါမဲ့နူးလူစိန်ကမျက်နှာဖုံးတက်ခွင့်ပြုဖို့တောင်းဆိုပါတယ်။ချားရရဇီးနေတို့မှာပဲနူးလူစိန်ကသူသာတည်းမှဖြစ်နေရင်ကြောက်မှလားလို့ငမောကိုမေးတယ်။ငမောကလည်းမဲ့နေတဲ့မျက်နှာကြီးနဲ့ဟီဟီမကြောက်ပါဘူးကွာလို့ဖြေပါတယ်။ချားရကနေဆင်းလာတဲ့အခါမှာတော့ငမောနယ်နူးလူစိန်တို့ကတည်းရဲ့အိမ်ထဲကိုဝင်ကြပါတယ်။စသားကြီးလေးယောက်ကလည်းအဲ့ဒီနေရာမှာတခုခုကြိတ်ကြံနေတာကိုမြင်နိုင်ပါတယ်။ ိုင်းတော်ဆရာကြီးလေးယောက်ကတရဲအိမ်ထဲကနေငမော့ကိုဖမ်းလာပြီးတော့တောထဲကိုခေါ်လာကြပါတယ်။ငမော့ကသူတို့နဲ့စကားများပြီးတော့ပြန်ထွက်သွားပါတယ်။အိုင်းတော်သူတို့ဘွဲတောထဲမှာလမ်းလျှောက်နေတော့သွေးစွန်းတစ်ချောင်းတစ်ခုကိုရှာတွေ့ပြီးတော့ငမော့ရဲ့နောက်ကိုလိုက်ကြပါတယ်။ငမော့ကစပွဲတုန်းကဒဏ်ရာကြောင့်သွေးထွက်နေတာပါ။ဒါကြောင့်မို့သူတို့ဘွဲကဒဏ်ရာကိုအခုကုသတဲ့ကြောင်ပြောကြပါတယ်။အဲဒီချိန်မှာပဲတာကြီးနဲ့ရှင်သန်ကငမော့ကိုဆန်လူနဲ့ပြစ်ပောက်ကြပါတယ်။အဲကမှာငမောကလည်းနာပြီးအော်ရာကြောင့်သူတို့ဖွဲ့လဲတင်မနဲ့ဂျင်သာတသားတဲ့ကြောက်အောင်ပြေးကြပါလေ ဒါကြောင့်မို့ငမော်လေးအသေးဖြစ်နေပြီလို့သူတို့ကကောက်ချက်ချလိုက်ပါတယ်။ပြီးတော့သူတို့လေးယောက်နုနုစိန်ရင်သွားပြီးတော့သူ့ကိုတရေထင်ထင်မိတာအတွက်တောင်းပန်ကြောင်းပြောကြပါတယ်။နုနုစိန်ကတော့သူ့ယောက်ျားဗမာတော်လို့မိတော့သူတို့လေးယောက်ကလည်းစစ်ပွဲကယူအနာကတ်လာပြီးမို့ငမော်ကနုနုစိန်ကိုလုံကြုံဆောင်းဆောင်ပေးဖို့အမိန့်ပေးထားတာမို့ရောက်လာတာဖြစ်ကြောင်းညာပြောလိုက်ကြပါတယ်။အဲနောက်သူတို့လေးယောက်နဲ့နုနုစိန်တို့တွေလည်းနစ်ဖို့ဟန်ပြင်နေတဲ့လေတစည်းပေါ်မှာရောက်နေတာကိုတွေ့ရပါတယ်။သူတို့ကလေပေါ်ကလေးတဲ့အရာတွေကိုလွှတ်ပြစ်ချပါတယ် အဲ့လိုလီဘောကလေးတဲ့အရာပစ္စည်းတွေကိုလွတ်ပစ်နေတော့မှာပဲတာကြီးကလော်တက်ကိုပါရောင်ပြီးတော့လွတ်ပစ်လိုက်မိပါတယ်။တမ်းမရှိပဲလေကိုကျွေးအောင်ဘယ်လိုလုပ်ကြမလဲလို့လေယောက်သားဆွေးနွေးနေကြတော့မှာပဲငမောကမြစ်တစ်ဖက်ကနေပေါ်လာခဲ့ပါတယ်။သူကသူတို့လေစီကိုလမ်းလျှောက်လာရင်းနဲ့မြစ်ဘေးမှနေပြီးတော့ရေမကူးတက်ဖက်ရေနဲ့သွားခဲ့ပါတယ်။ဒါကြောင့်မို့သူတို့လေယောက်ကလည်းရေနဲ့တည်တဲ့တရေမဖြစ်ရဖို့အတွက်ကဲပြီးတော့လေဘောကိုမတင်ကြပါတယ်။ပြီးတော့သွေးတော့ရဲဘောလေယောက်ကလည်းဘာလို့သူ့ကိုဆန်းတဲ့ပက်တုံးကအော်ရတာလဲလို့ငမောကိုမေးပါတယ်။ မမောကလည်းငလိုကောင်တွေမင်းတို့ဆန်တွေကငါတိုင်ရာကိုလာထိလို့နားလို့អော်ရတာဟာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲလက်တဘွားစာလောက်လေလေးကပြန်မြုပ်ဖို့တာဆူလာခဲ့ပါတယ်ဒါမှမဟုတ်တမရှိရင်လက်ရှိသေးတာဆိုပြီးတော့ရေကိုရက်ပြီးတော့လော်ကြပါတယ်စက္ကန့်နဲ့နဲ့ကြာတဲ့အခါမှာတော့တာကြီးကလော်နေတာကိုရက်ပြီးတော့ငမော်ရောနုနုစိန်ရောတဲမဟုတ်ရင်ဘသူကတဲရုံဟာဆိုပြီးတော့ရာဇူးနှစ်ရက်အကောင်းဆုံးမိကုန်းကိုမေးချလိုက်ပါတယ်အဲ့ဒီမှာပဲတာကြီးချုံဖို့ရှင်းလုံးကတွေးခဲ့တဲ့လူသေးလောင်းကလွတ်ဆော့ကပေါက်ကြီးစီကနေကြလာပါတယ် ဒါကြောင့်သူ့ကိုတရေပြရမယ်ဆိုပြီးတော့လေဘော်ကနေကန်ချလိုက်ကြပါရဲ့အဲဒီလိုလိုပြီးအဲ့နေရာကနေလွတ်အောင်လေကိုလော်ဖို့ခန့်နေကြတော့မှာပဲနုနုစိန်ကရေစုံနေတဲ့လော်တဲတစ်ခုကိုရှေ့ဆုံးမှာရောက်နေတဲ့ဒါကြီးစီကိုကမ်းပေးလိုက်ပါရဲ့အဲကမှာဒါကြီးကဒီတက်ကိုငါမြစ်သေးကိုခုနတုန်းကအဝေးကြီးပြစ်လိုက်မိတာပါဒီလောက်ဝေးတော့ကိုဘသူမှဒီဘော်ကနေလမ်းယူဖို့မဖြစ်နိုင်ပါဘူးလို့တွေးမိပြီးတော့မတက်ထသူ့ပေါင်ကြားကနေနောက်ပြန်လှည့်ကြည့်လိုက်တော့လေးရဲ့နောက်ဆုံးမှာပေါင်နာမှုအဖွေးသားနဲ့ထိုင်နေတဲ့နုနုစိန်ကိုမြင်သွားခဲ့ပါရဲ့ အဲ့တော့ဒလီရဲစီတကြီးရဲသွားနေကြတဲ့သူတို့အဖွဲ့ကလည်းလေပေါ်ကနေခုံချပြီးတော့လူလူစိန်ကိုလေပေါ်မှာတယောက်တည်းထားခဲ့ကြပါတယ်။ငမောကတော့အဲ့ဒီကနေထွက်သွားဖို့ညင်းနေတဲ့အတွက်တတိမေသွားအောင်တွဲထည့်လိုက်ပြီးတော့အဲ့ဒီကနေတည်သွားကြပါတယ်။နောက်ထပ်မှာတော့တတိအယောင်တောင်တော်မောမောနဲ့သူရဲကောင်းတို့လက္ခဏာစုံညီလာတဲ့စစ်သားဟောင်းကြီးတွေကိုဘုန်းကြီးကျောင်းတွေကဗရိတ်တိုးတွေနဲ့ဗျောင်းနိုင်တွေပတ်ချာလည်နေတဲ့နေရာမှာတွေ့လိုက်ရပါတယ်။ကမောကတော့နုနုစိန်နဲ့မြင့်လယ်မှာချစ်လေတုံးကဆိုတဲ့ဇီယမကြည်အေးရဲ့ကဗျာတွေကလို့စိတ်ကူးရင်ပြီးတော့မိနေတုံးပါပဲ အဲ့ဒီမှာဇာတော်ကတင်းကတော့ဘာပဲဖြစ်လာဖြစ်လာရာခဲလာတဲ့လူဘဝမှာတင်းငယ်တစ်လုံးတော့ကုန်စားကြဆိုပြီးတော့ဒီအချီကျိုးတွေကနေအပြင်မထွက်ကြနဲ့လို့လှုပ်တန်ကြီးနဲ့ပြောပါလေ။နည်းနည်းကြတော့နုနုစိန်ကတေးမစတိုင်ကိုပြေဝပုံဖော်ပြီးတော့ရောက်လာပါလေ။အဲ့ချိန်ငမောကလည်းအမြင့်လယ်မှာချစ်လေရင်းကနေလှေနဲ့ပြီးတော့လန်တိုးလာခဲ့ပါလေ။အဲ့ဒီမှာပဲစကားများစီရတော့ကပြည့်ရင်နဲ့နုနုစိန်ကိုပဖျားရင်းနဲ့ကလေးမအတင်သွားလို့ရသွားနိုင်ပြီးတက်စီစည်းတွေဒီထက်မတက်ခင်မြန်မြန်သွားတော့လို့အနေထုတ်လိုက်ပါလေ။ ဲဒီမှာမယားကျော်အတွက်တအားပေါ်နေတဲ့တဏှာရာကကိလေသာကြောင့်မမောကလည်းတင်းယုံကန်ရင်းနဲ့ပိတ်ကန်လိုက်မိတဲ့အတွက်စကားများစရာတော့လက်စီးပင်ကိုရောက်သွားခဲ့ပါလေအဲဒီကနေသူသိရှင်ဖို့အတွက်ထွက်ပြေးရပါတော့တယ်စစ်သားဟောင်းကြီးတွေကလည်းဘီအေကျိုးတွေကိုသူတို့ကိုယ်မှပတ်ကြည့်ရင်းနဲ့နောက်ဘက်ကနေထွက်ပြေးဖို့ကြိုးစားကြပါလေအဲဒီမှာပေါကြီးကပြန်ရောက်လာပြီးတော့သူတေးရဲမုံချောင်းရဲဘော်တွေကိုပြောပါလေပြီးတော့ပတ်စံလူနေတာကြောင့်အလောင်းကောင်စီကနေလက်စွပ်ခိုးမိချောင်းကိုလည်းဝန်ခံခဲ့ပါတယ် အဲဒီနောက်မှာတော့သူတို့ဖွဲ့ကနုနုစင်တယောက်ခုထိသူတို့နောက်မှာမတ်တက်ရရင်ရှိနေဒေတာကိုတတိယသွားခဲ့ပါတယ်။သူတို့လေးယောက်ကနုနုစင်ကိုဝေဝေးသွားဖို့ပြောနေခဲ့ပါတယ်။လူတွေကလူရှင်တွေနားမှာမနေနိုင်ကြောင်းကိုလည်းပြောပါတယ်။ပြီးတော့သူတို့ကိုလည်းဒီတိုင်းထားခဲ့ပေးဖို့တောင်းဆိုနေကြပါတယ်။နုနုစင်ကတော့ဘာလို့သူနဲ့တယောက်ကြားကြားကိုစီးတားနေရတာလဲလို့မေးပါတယ်။ဒါကြောင့်မို့သူတို့ကနင်ဟာတည်းမှာအသေးစားဘလူးမှနင်ကငပိန်ရဲ့အမေကိုတတ်လိုက်တာလို့ဩပြောကြပါတယ်။ နုနုစင်ကလည်းသူမတက်ကြောင်းနဲ့သူ့ဘာသာရောင်းမကုန်တဲ့အရက်တွေကိုထိုင်တော့နေရင်ကနေအရက်မူးပြီးတော့မြစ်ထဲကျရေနဲ့တည်သွားတာဖြစ်ကြောင်းပြောပါရယ်ပြီးတော့သူကငမောနဲ့တာအတူတူရှိကျင်ရုံမှာလို့ပြောပါရယ်ဒီနောက်မှာတော့နုနုစင်ကငိုတယ်ပြီးတော့ငမောနဲ့ဒီကဘာမှာတာအတူတူနေလို့မရရင်နေလို့ရတဲ့ကဘာစီကိုငမောစီကိုခေါ်သွားမှာလို့ပြောပါရယ်အဲဒီကမှာငမောကလည်းနှစ်ကြီးတွေနဲ့မြည်တွေပါပါဇက်သေးကိုမြောင်းသွေထားရင်ကနေနုနုစင်ကတည်းရဲဆိုတာသူလဲပေါင်ကားပြီးတော့ကြည်ရင်ကနေအရင်ကလေးကတည်နေကြောင်းပြောပါတော့တယ် ဒါမဲ့လည်းနူနူစင်ကိုချစ်တဲ့ချစ်တွေဟာဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ဘူးလို့ဆက်ပြောပါတယ်။အဲဒီလိုမျိုးတရားမနဲ့လူသားတယောက်တို့တယောက်ကိုတယောက်ဘလောက်ချစ်ကြကြောင်းဝန်ခံနေကြချိန်မှာပဲရဲဘော်ကြီးလျောက်ကလည်းအမိရေတွေနဲ့တူပါမခိုင်နိုင်ကြတော့ပါဘူး။အဲဒီနောက်တော့သူတို့လျောက်ဟာရဲဘော်တို့ဒီနေ့ကစပြီးတော့ငါတို့ဟာထာဝရတဲ့သေးပေါင်ကြီးကိုတွေဖြစ်သွားကြပြီလို့ပြောလိုက်ကြပါတယ်။ပြီးတော့ငမောနဲ့နူနူစင်တို့စတင်ခဲ့တဲ့အချိန်လေးတခုကိုလည်းနောက်ကြောင်းပြန်ပြခဲ့ပါတယ်။ အစုံးသက်ဘူကန်လေးမှာတော့နုနုစိန်ဟာသူ့မှာရှိတဲ့ဘာစွမ်းမှန်းမသိတဲ့ဟာနဲ့လူတွေကိုကူညီပေးနေပါတယ်။သူတို့ရဲ့သားတီတီသူတို့မှဒုံကြီးကလည်းနုနုစိန်လိုမျိုးအစွမ်းနေရှိနေပြီးတော့သူတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြခြင်းနဲ့ဇကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အစုံးဒီနားဆင်ပေးမှုတွေလည်းအားလုံးကိုကျေးဇူးတင်ပါတယ်။